Hello မင်္ဂလာပါဗျဒီနေ့ဗီဒီယိုမှာ Clean AI နဲ့ Video Editing ဘယ်လိုလုပ်မလဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကျွန်တော် Channel ကို Subscribe လုပ်ပေးခဲ့ပြီးဘေးနားကခေါင်းလောင်းပုံလေးနှိပ်ထားပေးဖို့မမေ့နဲ့နော် Clean AI ကို ဖွင့်လိုက်မယ်ဒီမှာ Multi Element ကိုနှိပ်ဗီဒီယို Editing လုပ်ဖို့ Function ၃ခုပါတယ် စွဆူတဲ့ဟာနဲ့အရင်လုတ်ပြပါမယ်ဒီဟာကဘလို့အလုတ်လုတ်လဲဆိုရင်ဗီဒီယိုထဲမှာရှိတဲ့အရာတစ်ခုကို အခြားအရာတစ်ခုနဲ့အစားထိုးခြင်းနဲ့အခါသုံးပါတယ်ဒါကိုနှိပ်ပြီး edit ခြင်းနဲ့ဗီဒီယိုကိုထည့်ဒီဗီဒီယိုမှာကောင်လေးကိုဖြတ်ပြီးကျွန်ုပ်ပုံနဲ့အစားထိုးကြည့်ပါမယ်။ဒါဆိုရင်အစားထိုးခြင်းနဲ့ဟာကိုတစ်ချက်နှိပ်လိုက်ပါ။နှိပ်လိုက်တာနဲ့ selection ဖြစ်သွားတာကို တွေ့ရမယ်။ ပြီးရင် compan selection ကိုနှိပ်ပါပြီးရင် video အစားထိုးမဲ့ပုံကိုထည့်ဖို့ဒီဟာကိုနှိပ်ပုံထည့်လိုက်ပါ ပုံမထည့်ခင် prompt ကိုတစ်ချက်ကြည့်ရအောင်စာကိုကြည့်လိုက်ရင်ဒီကွင်းစကွင်းပိတ်နေရာမှာဘာနဲ့အစားထိုးမလဲဆိုတာကို ရေးထည့်လို့ရပါတယ်ပြီးရင်နောက်ထပ်ကွင်းစကွင်းပိတ်နေရာမှာ ခုနဗီဒီယိုတွေကအစားထိုးဖို့ selection ပေးထားတဲ့ဟာကို စာရေးထည့်လို့ရတယ် ဒါဆိုရင် ကျွန်တော်ပုံနဲ့အစားထိုးထဲမှာမို့လို့ဒီနေရာကိုတစ်ချက်နှိပ်ပြီးပုံထည့်လိုက်ပါမယ်။ပြီးရင် generate ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်ဗီဒီယိုရပါပြီ။ဖြွင့်ကြည့်ရအောင်။ခုနကောင်လေးနေရာမှာ ကျွန်တော်ပုံနဲ့အစားထိုးသွားတာကို တွေ့ရပါမယ်။နောက်ထပ်တစ်ခုကိုပြောပြပါမယ်။အဆူရာကိုနှိပ်လိုက်ပါ။အကဘလို့အလုံးလုံးတာလဲဆိုရင်ဗီဒီယိုတဲကိုမိမိထည့်ခြင်းနဲ့ပုံထည့်လို့ရပါတယ်။ဒါကိုနှိပ်ပြီးဗီဒီယိုထည့်လိုက်ပါ။ ပြီးရင်ကောင်မလေးရဲ့ညာဖက်မှာကျွန်တော်ပုံထည့်ကြည့်ပါမယ်။ဒါကိုနှိပ်ပြီးထည့်ခြင်းတဲ့ပုံကိုရွေးပြီးထည့်လိုက်ပါ။ပြီးရင်ဂျန်လေးကိုနှိပ်ဒီမှာဗီဒီယိုရပါပြီ။ ဖွင့်ကြည့်ရအောင်ဒါဆိုရင်ကောင်မလေးရဲ့ညာဘက်မှာကျွန်တော်ထည့်လိုက်တဲ့ပုံတွေ့ရမယ်နောက်ထပ်တစ်ခုကိုပြောပြပါမယ်ဒီလစ်ကိုနှိပ်လိုက်ပါဒီလစ်ကဘလို့အလုတ်လုတ်လဲဆိုရင်ဗီဒီယိုတဲကမလို့တဲ့ဟာကိုဖြစ်တာပါဒါကိုနှိပ်ပြီးဗီဒီယိုထည့်လိုက်မယ်

ဒါဆိုရင် clean AI နဲ့ video edit လုပ်တတ်သွားမယ်လို့ထင်ပါတယ်။မရှင်းလင်းတာဒါမှမဟုတ်သိကျင်တာတွေရှိရင် comment မှာရေးပြီးမေးခဲ့လို့ရပါတယ်နော်။အားလုံးအဆင်ပြေကြပါစေဗျာ။